အော်ဒူဝါလာ30ရက်နေ့ထာရဖျားသည်အဝေးကထင်ရှားရဲ့မိန်တော်မူသည်ကအကယ်စင်စဲထာရမြေတားနှင့်တင့်ကုန်ကားချစ်၏ထို့ကြောင့်ဂိယုနာကျေးဇူးကိုတင်၌ကြာမြင့်စွာပြ၏ယေရမိအနာဂတိကျမ်းခန်းကြီး31အခန်းငယ်3တမန်ကျမ်းစာဖတ်ရှုလေ့လာခြင်းမှတစ်ဆင့်ကျွန်တော်နားလေသိရှိသည့်ချစ်ချင်းမြေတားဆိုသည်ဖျားသခင် အမြင့်ဆုံးနှင့်အထူးကြသောပင်ကိုအရေးချင်းပင်ဖြစ်ပါသည်ဖျားသခင်ဂရိတော်များဖြစ်သည့်ချစ်ချင်းမြေတားနှင့်ခွင့်လို့ချင်းသည် အပြူသဘောဆောင်ပြီးအမှန်စင်စစ်ရည်ပြက်သေးကြပါတယ်။ပင်တဲ့သမုတ်ရီရလိုအလှအပတရားကိုမြင်ဘူးမှခံစားရတဲ့ကဲ့သို့ဖျားသခင်၏မြတ်တာကိုမကြုံဘူးလျင်မသိရှိနိုင်ပေ။မိသူမြတ်တင့်ကိုနားလည်အောင်အတိအကျမရှင်းပြနိုင်သည့်အတွက်ဖျားသခင်၏မြတ်တာတော်ကိုကိုယ်တိုင်ပိုင်ဆိုင်၍တွေ့ကြုံခံစားရရင်လိုအပ်ပေ။ဖျားသခင်၏ကြီးမားသောချစ်ချင်းမြတ်တာသည်အမြဲတမ်းတသမတ်ရဲဖြစ်ရာမေကွန်းထုတ်ရန်မလိုအပ်ပေ။ဖျားသခင်ချစ်ချင်းမြတ်တာမရှိလျင် ျွန်တော်တို့အတွက်အနာဂတ်ဟုဘယ်တော့ခါမှရှိမည်မဟုတ်ပေ။သို့သောဖျားတခင်သည်ချစ်ချင်းမြတ်တာဖြစ်ရာကျွန်တော်တို့အတွက်ထာဝရတည်မြဲနေပါれ။ယနေ့အတွက်ဆုတောင်းခြင်းဖျားတခင်ရဲ့ချစ်ချင်းမြတ်တာနဲ့ခွင့်လွှတ်ခြင်းကိုသိရှိခဲ့တဲ့အတွက်အမြဲအံ့အားတင့်စေပါれ။အဲ့ဒီဘုရားကိုတခြားသူတွေကိုဝေမျှတက်တည်ခံနိုင်မှု ခွင့်ပြုပါ။အာမင်။ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။နောက်ပြန်ပါလဲ။ တခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဖို့မှဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ။